မင်္ဂလာပါထင်ရင်ဒီနေ့ဆွေးနွေးပေးမယ့်အကြောင်းအရာလေးမိတ်ဆက်ပေးပါဦး။ဟုတ်ကဲ့ဒီနေ့ဆွေးနွေးပေးချင်တာကတော့ MAC ရဲ့အဆိုရဆုံးဖြစ်တဲ့ user တွေမကြခဏကြုံတွေ့နေရတဲ့ access freeze ခံရတဲ့အကြောင်းပဲဖြစ်ပါတယ်။အိုးတကယ်ကောင်းတဲ့ဆွေးနွေးမှုပါညီမလေး။အမလည်းဟိုတယ်လောက freeze ခံရတဲ့အဲ့ဒါဘာကြောင့်ဖြစ်တာလဲပြောပြပေးပါဦး။ web tray position အမြန်ဝင်အမြန်ထွက်တာမျိုး IP ညှိခြင်း VPN တွေမှာ location တွေပြောင်းလဲအသုံးပြုနေတာမျိုး IT ညှိခြင်း exchange account တစ်ခုတည်းကို device တစ်လုံးထပ်ပို့ပြီး login ဝင်အသုံးပြုနေတာမျိုး one device ထဲမှာ င်စိမ့်အိတ်ချင်းအကောင့်ကိုတစ်ခုထက်ပိုပြီးတော့သုံးနေတာမျိုးပမာဏအများအပြားငွေသွင်းငွေထုတ်လုမိတာမျိုး MEAC ဘက်ကနေ Rig Control Mechanism စီးမြင်အရာဆိုပြီးဖန်နေကိုအချိန်ကာလတစ်ခုအထိပြေးမထုတ်ပဲရပ်တန့်ပစ်နိုင်ပါတယ်ဟုတ်လားဒါဆိုအဲ့ဒီအချက်လက်တွေကိုသတိပြုပြီးလုပ်တင်တာပေါ့နော်ဟုတ်ပါတယ်အမ Risk ခံရရင်ဘယ်လိုမျိုးဖြေရှင်းလို့ရမလဲညီမလေး MEAC ဘက်ကတော့ Upgrade Guide ကိုတင်ပေးထားပါတယ်အိတ်ချင်းရဲ့ Customer Support ကိုဆက်သွယ်ပြီးတော့သူတို့တောင်းဆိုတဲ့အချက်လက်တွေဖြည့်ပေးရပါမယ် Facial Scan, Bruiser Addressing, KYC တင် င်ထားတဲ့ ID နဲ့အတူတဲ့ bank statement နဲ့လိုအပ်တဲ့ချက်လက်တွေကိုထည့်ပြီးတော့ POE တင် grid review time စောင့်ပေးလိုက်ရင်ရပါပြီ။နိုင်ငံရေးရှုပ်ရှင်တွေကြောင့် bank statement မရှိရင်ရောဘယ်လိုလုပ်ရမလဲ။လာစာ payslip မီတာပေတွေပြလို့ရပါလေအမ။ဒီလိုလားကျေးဇူးတင်ပါတယ်ညီမလေးရေ။ ACHD အနေနဲ့ရောအတန်ပြတင်တာမျိုးရှိလား။ဖန်အများကြီးကို transition တကြောင်းနဲ့ထည့်တာထုတ်တာမလုပ်ပါနဲ့။ training နဲ့ပတ်သက်ပြီးအခြေခံသိတင်တာတွေလေ့လာပြီးမှလုပ်ပါ။ပြီးတော့ rate control နဲ့ပတ်သက်ပြီးတော့အရင်စုံစမ်းမှသတိထားပါ။အခုလိုအကြံပြုဖြစ်ကြ ြပေးတာကျေးဇူးတင်ပါတယ်ညီမလေးဟုတ်ကဲ့ပါမအေး AC fan လေးတွေအတွက်လည်းအထောက်အကူဖြစ်စေမယ်လို့ယုံကြည်ပါတယ်နောက်ပတ်တွင်မှလည်းစိတ်ဝင်စားစရာကိစ္စရပ်တွေနဲ့ထပ်မံဆွေးနွေးပေးသွားမှာဖြစ်လို့ like and subscribe လေးလုပ်ထားပြီးတော့ဆက်လက်ပြီးစောင့်မျှော်ပေးကြပါဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်